ကရီနီပြည်ဖာဆောင်မြို့နယ်ထဲကမော်ချီဒေတာကိုစစ်ကောင်စီကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီးတယောက်အပါအဝင် အရက်သားခုနှစ်ယောက်တိစုပ်ခဲ့ပါတယ်။ဒီကြောင့်ကုစောပွေးကတင်ဆက်ထားပါတယ်။မော်ချီဒေတာထဲကလူ့သမားတွေအများကြီးရှိတဲ့ ခဲတက်တူတူဖော်တဲ့လုပ်ွက်တွေရှိတဲ့ခင်းချင်းနေရာတွေကိုဇွန်လ25ရက်နေ့မနက်7:00နာရီလောက်မှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့ပါတယ်။ဒီလိုဘုံကျဲတက်ခတ်ခံရတဲ့အတွက်ခဲချင်းလုပ်သားတွေနဲ့ဒေသခံတွေအလုံးပေါင်း9ယောက်တိဆုံးခဲ့ပြီးအယောက်20နီးပါးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရှိတဲ့သူတွေထဲမှ6ယောက်ကတော့အသက်အန္တရာယ်ဆိုရင်ရတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ ပြဆုံးမှုကတော့ခုနှစ်ဦးတည်တယ်ပေါ့နော်ခုနှစ်ဦးထဲမှာကအခုပြန်ဟို confirm ပူထားရတာအမျိုးသမီးတူပါလို့ပြောတော့ပေါ့နော်တိခတ်မှုကတော့အယောက်20ဝန်းကျင်လို့ကျွန်တော်တို့တိထားတယ်နည်းနည်းလေးပြင်ထန်တာကချောင်းလို့တော့ကြားတော့ပေါ့နော်စစ်ကောင်စီတပ်ကလေးချောင်းဘုံကျဲတက်ခိုက်တဲ့နေရာကခဲချင်းလုတ်ွက်နေရာဖြစ်ပြီးပြည်သူလူထုအများစုနေထိုင်တဲ့လုတ်ကင်စားတော့တဲ့နေရာဖြစ်ပါတယ်အင်းရီပါဝင် အထီးကအပြည့်စီကအများပြားရှိခဲ့တယ်လို့ဥပညာကဆိုပါတယ် စစ်ကောင်စီတပ်ကလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့တဲ့မော်ချီဒေသဟာနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတာကြောင့်ဒီတိုက်ခိုက်မှုဟာလူတို့ကိုပြစ်မှတ်ထားတိုက်ခိုက်တာလို့ဆိုပါတယ်လူတို့ကိုပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်တဲ့အတွက်စစ်ကောင်စီတပ်အနေနဲ့စစ်ရာဇဝတ်မှုကျူးလွန်တာလို့ဆက်ပြောပါတယ် မော်ချီကတခါမှတိုက်ပွဲဖြစ်တဲ့နေရာမဟုတ်လေနော်ဒါပေမဲ့စစ်ကောင်စီကလင်ကျတဲ့ဒီတိုင်းနဲ့ဆိုတော့6ချိန်မြောက်ပေါ့နော်တိုက်ပွဲဖြစ်တဲ့နေရာကတော့ဖန်ဆောင်မှာပဲတိုက်ပွဲဖြစ်တော့ပေါ့နော်အရင်ရင်နဲ့ပတ်တော်မှာဖြစ်ပါတယ်အဲဒီဖန်ဆောင်နဲ့ဟိုမော်ချီဆိုရင်အနည်းဆုံးမရှိဘူးဆိုဆင်ကပိုင်ဝင်ကျတော့ရှိတော့ပေါ့နော်လူထုတွေပေါ့နော်ရှိတဲ့နေရာလူထုတွေလောက်ကန်စားတော့တဲ့နေရာမှာခုလိုမျိုးအာတမင်တကာပေါ့နော်ယူရချက်ရှိနေတာဟိုပြခတ်တက်ခဲ့တာကတော့စစ်ကြောင်စုမှုရော လူတပ်မျိုးနဲ့စုပေါင်းမှာကျွလုံးတော့ကြာစုမှုဖြစ်တော့ပေါ့နော် စစ်ကောင်စီတပ်ကတိုက်ပွဲတွေမှာဖြစ်တဲ့ပြစ်ခဲမှုတွေမရှိတဲ့ပြည်သူလူထုနေထိုင်လောက်ကန်စားတောက်တဲ့နေရာတွေရဲရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာမျိုးလေချောင်းကနေဘုံကျဲတိုက်ခိုက်တာမျိုးတွေကိုရှုတ်ချတယ်လို့ IEC ကဆိုပါတယ်အခုရက်ပိုင်းအတွင်းကရင်ပြည်နယ်ထဲမှာကင်းထောက်လေရင်တွေမကြာခဏဝဲနေတဲ့အတွက်ပြည်သူတွေအနေနဲ့အထူးသတိထားကြဖို့ IEC ကတိုက်တွန်းထားပါတယ်လူစုလူဝေလောက်တာတွေကိုလည်းအတက်နိုင်ဆုံးရှောင်ကြဖို့ဥပညာကတိုက်တွန်းပါတယ်